မင်းစင်များအားလုံးမင်္ဂလာပါကျွန်တော်လည်းစကားမပြောရတာတော့ကြာပါပြီအဲ့တော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာအင်္ဂလိပ်28ရက်နေ့သုံးလပိုင်း2025နေ့လယ်ချိန်မှာမြင်ကလင်ကျောင်းကျွန်တော်တို့မန္တလေးတိုင်းပြီးရင်စကိုင်းတိုင်းအဲ့ဘက်တကြောမှာငလင်တန်တွေပြင်းထန်စွာခံစားရပြီးတော့မှပြည်သူလူထုတွေလည်းမြောက်များစွာအသက်တွေဆုံးချွန်းကြရတာအလုံးအသိပဲဖြစ်ပါတယ် ဲ့ဒီအတွက်လဲကျွန်တော်တို့လဲထပ်တူဝါနဲ့ကြည်ခွဲရပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီဒီနေရာမှာကျွန်တော်တို့တင်ကန်းစာယူစရာတွေနောက်ပြီးကျွန်တော်ကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်တို့ဘလို့ချစ်ဆက်ပြီးတော့မှဂျိုးပန်းကြမလဲဆိုတဲ့ဟာတွေတင်ကန်းစာတွေအများကြီးအပေးသွားတာရှိပါတယ်အဲ့တော့ဘာတွေပေးသွားတာလဲဆိုလို့ချင်းကျွန်တော်တို့2020ရုပ်ောက်ပွဲကနေရုပ်ောက်ပွဲ ကနေစလာတဲ့ပြဿနာပေါ့နော်မဲမသမာမှုတွေစလာတဲ့ပြဿနာကနေပြီးတော့မှလက်နဲ့ကင်ဒေါ်လာရေးတွေစပြီးလှုပ်ဆောင်ခဲ့တယ်အဲ့တော့ဒီနားမှာကျွန်တော်ပြောမယ့်အစကားကလက်ရှိတိုက်ပွဲအဖြစ်ပေါ်တဲ့နေရာတွေကျွန်တော်အားရတာလည်းမဟုတ်ဘူးပြည်သူလူထုတွေတည်ကြည်ပြည့်စည်နေရလဲဝမ်းသာနေတာမဟုတ်ဘူးအခုမြင်းငလင်ကြောင့်ဟိုပြည်သူလူထုတွေအသက်အဝေးစစ်စစ်နေပြည့်စည်ရတဲ့အသက် ်ဩမြတ်စွာဆုံးချွာတာလဲကျွန်တော်တို့ဝမ်းသာအားရတာလဲမဟုတ်ဘူးကျွန်တော်တို့အဓိကပြောချင်တဲ့ဇာကမြန်မာနိုင်ငံကြီးတိုးတက်စေချင်တဲ့မြန်မာနိုင်ငံငင်းချမ်းစေချင်တာကိုအဓိကဥတည်ပြီးတော့မှကျွန်တော်အပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဗာပြောမှလဲဆိုရင်ကျွန်တော်တို့အခုမြင်းကလင်လောက်တယ်မြင်းကလင်လောက်တော့ဒါကျွန်တော်တို့ပြည်သူလူထုတွေများစွာဒုက္ခဆင်းရဲရောက်ရတယ်ပြီးရင်တော့နိုင်ငံတကာအကူအညီတွေနဲ့ပြန်လဲသူတော်ရင်ကိစ္စတွေလုပ်တယ်ကယ်ဆယ်ရေးကိစ္စတွေလုပ်တယ် အာဒီကိစ္စတွေအများကြီးဒါနိုင်ငံတကာနေပြီးတော့မှကုင္ကြီးဆောင်ရွက်နေတာကြည့်ရတာလဲဝမ်းသာအားရတယ်ပေါ့နော်အဲ့လိုမျိုးနီးတူပဲကျွန်တော်တို့၄နှစ်၅နှစ်တော်သွင်းမှာဒီနိုင်ငံပြည်ထနာနိုင်ငံအချုပ်ထွေးကြောင်းကျွန်တော်တို့ပြည်သူလူထုတွေတိုက်ပွဲတွေကြားမှာစုံချုံနေတာမှုများစွာလဲရှိပါတယ်ကျွန်တော်တို့ပြည်နယ်တွေဖက်မှာဆိုလို့ချင်းတိုက်ပွဲဖြစ်တဲ့နေရာတိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ အဖွဲနှစ်ဖွဲရဲ့ဂျားမှာပြည်သူလူထုတွေရဲ့အတဲအွေးစည်းစိမ်တွေကများစွာဆုံးချုံနေတာမျိုးရှိပါတယ်အခုချိန်ကြည့်လဲဆုံးချုံနေတာနေတာတွေလည်းရှိနေဒုံပဲဖြစ်ပါတယ်အဲ့တော့ကြုံရကြုံရတဲ့ဒုက္ခချင်းကတော့တူတယ်ပေါ့နော်ကြုံရတဲ့ဒုက္ခချင်းတော့တူတယ်ဒါပေမဲ့ကြုံရတဲ့ဒုက္ခရဲ့နာမည်ကွာသွားတယ်တဘာဝဘေးနဲ့စစ်ဘေးဆိုပြီးမှကွာသွားတယ်အဲ့တော့ဒီနားမှာကျွန်တော်တို့ ဟောတော်လိုင်းဒီလှုပ်ဆောင်တဲ့နေရာမှာတချို့စကားပြောတာရှိပါတယ်အာအောင်မြင်မှုရရရှိဖို့အတွက်ပေးဆက်မှုဆိုတာရှိမှာပဲဆိုတဲ့စကားတွေပြောခဲ့တာတွေရှိတယ်ဥပမာပေးရရင်ကျွန်တော်တို့ပိုးဒေတာအထုဒေတာ6အာမှာအထုဒေတာ6မှာစီဆိုင်စီဆိုင်မြို့ဆိုလို့ရှင်ကျွန်တော်တို့ဆိုလို့ချင်းအမြဲတမ်းအတန်တန်ပြောတယ်ကျွန်တော်တို့နှစ်ပေါင်း30ဆောက်ဆောက်ထားတဲ့အဆောက်အဦးတွေဟာတိုက်ပွဲတွေကြောင်း အာတရက်ထဲတနာီထဲမှာပြက်စီးသွားတာကျွန်တော်တို့အရက်နှမျောတယ်လို့ကျွန်တော်တို့ကပြောခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်ပြောတယ်အောင်မြင်မှုရဖို့တော့ပေးဆပ်မှုတော့ရှိမှာပဲဒီဒေါ်လာရင်းပြီးသွားရင်တော့ကျွန်တော်တို့အတိပြန်စောက်ပေးမယ်ဆိုတဲ့ဇကားတွေနောက်အခါတွေးကြွေးမှဆွေးနွေးဆရာမရှိဘူးစတဲ့ဇကားတွေပြောကြဆိုကြခဲ့ကြတယ်အဲဒါပေမဲ့အခုကျွန်တော်ပြန်ပြီးတော့မှနိုင်ချင်ကြည့်ရင်ကျွန်တော်တို့ပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲနဲ့လက်ရှိမြင်းကလေး တဘဝပေးလုသွားတဲ့စကိုင်းဘက်မှာမန်လေးဘက်မှာဆုံချုံနေနာမှုနဲ့ဖြစ်သွားတဲ့ပုံစံဆုံချုံမှုပုံတရံကအခုကျွန်တော်တို့ပြည်နယ်မှာဖြစ်ပြနေတဲ့တိုက်ပွဲတွေဆုံချုံမှုပုံတရံကအတူတူပါပဲဒါတော့အတူတူပါပဲအဲ့ဒီတော့ခုနပြောခဲ့တဲ့စကားတွေပေါ့နော်အာဆွေးနွေးစရာမရှိတဲ့အကြောင်းတွေအာအတိပြန်ဆောင်ပေးမယ်ဆိုတဲ့အကြောင်းတွေနောက်ခါအာမီမှုရဖို့အတွက်ဖိဆက်မှုတော့ရှိမှာပဲဆိုတဲ့စကားတွေအဲ့ဒီစကားတွေကိုမပြောတော့ဘဲနဲ့ကျွန်တော်တို့ ဒီမန္တလေးစကိုင်းမှာဖြစ်သွားတဲ့ဟာကိုနမူနာယူပြီးတော့မှအတိပြန်တိဆောက်ဖို့ယုတ်ယုတ်ဝတ္ထုပိုင်းဆိုင်ရာမှာတော့အတိပြန်တိဆောက်ဖို့အဟောင်းထက်ပိုကောင်းတဲ့တိဆောက်မှုတွေလုပ်နိုင်တော်လဲပဲတီဆုံးသွားတဲ့เนาะမိငလင်ကြောင့်တော်လကောင်းကျွန်တော်တို့တိုက်ပွဲကြောင့်တော်လကောင်းဂျားထဲမှာတီဆုံးသွားတဲ့ပြည်သူလူထုတွေရဲ့အသက်ကတော့အစာထိုးစရာဘာမှမရှိပါဘူးเนาะအသက်ပြန်ချင်ဖို့အလုပ်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ပါဘူးအဲ့တော့ ဒီနေရာမှာကျွန်တော်ခုနအစပြောတော့ငါမေတ္တာရခခဲ့တယ်လို့မျိုးကျွန်တော်ကမြန်မာနိုင်ငံကိုငိမ့်ချခြင်းနဲ့ငိမ့်ချပြီးကျွန်တော်မြန်မာနိုင်ငံကိုတိုးတက်စေခြင်းနဲ့အဲ့ဒီတော့လက်နဲ့ကင်ထားတဲ့အဖွဲ့အစည်းတွေကိုဘောင်ကိုစီးကိုနေရာကိုနေပြီးတော့မှကိုရဲ့ဒေတာကိုရဲ့အမျိုးဘာသာတရားအရေးတိုးတက်ရတိုးတက်ကြောင်းကိစ္စတွေကိုဆောင်ရွက်ကြပါအခုနပြောတဲ့ဆွေးနွေးလို့မရဘူးဆိုတဲ့ကိစ္စတွေလည်း ဟိုအစွန်းရောက်အတွေးခေါ်တွေမလုပ်ပဲနဲ့ကိုယ့်ရဲ့ပြည်သူကိုမျက်နာမူပြီးတော့မှကိုယ့်ရဲ့ပြည်သူဒုက္ခမရောက်စေရေးကိုယ့်ရဲ့ပြည်သူအာစိဘေးတော်လကောင်တဘွားဘေးတော်လကောင်မခံရစေရေးအဲဒါတွေကိုကျွန်တော်တို့ပြည်သူကိုမျက်နာမူပြီးတော့မှဆွေးနွေးကြီးနိုင်မှုတွေလုပ်ပါလို့ကျွန်တော်တို့အကြံပြုချင်ပါတယ်တိုက်လိုက်တိုက်သွင်းချင်ပါတယ်အာကျွန်တော်တို့အထုဒေတာ6အိုးမျိုးသားတမတော် BNA အနေနဲ့အာ ရန်သူမရှိမိတ်ဆွေသာရှိဆိုတဲ့မူကင်ဆွဲတာလေကျွန်တော်တို့ပြည်သူလူထုရဲ့မျက်နှာကိုမူတယ်ငိမ့်ချမ်းကျင်တယ်ကိုဋေတာစစ်ပွဲဖြစ်တာလဲမလို့ရှင်တို့တဘဝအဘေးတွေဖြစ်နေတာလဲမလို့ရှင်ပါဘူးပြည်သူလူထုဒုက္ခရောက်မဲ့နီးလန်းတွေကိုတော့မယွေးစေချင်ဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့အခုမြင်ငယ်လင်ဖြစ်သွားတဲ့ပုံစံတွေကိုကျွန်တော်တို့သင်္ကန်းစာယူမယ်အပြီးရင်ကျွန်တော်ပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကလည်းဆွေးနွေးနိုင်မှုတွေလုတ်ပြီးတော့မှ ကိုယ့်ရဲ့ဒေတာကိုယ့်ရဲ့နေမိထဲမှာကိုယ့်ရဲ့ပြည်သူတိုးတက်ရတိုးတက်ကြောင်းကိစ္စတွေကိုပဲဆွေးနွေးငိနိုင်ပြီးတော့မှဆောင်ရွက်ကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ဒီနေရာမှာသင်ခန်းစာယူစရာတကူရှိပါသေးတယ်အဲ့ဒါကတော့ရုရှားနဲ့ယူကရိန်းအခုဆိုလို့ရှိရင်အပြစ်ခရက်ဆဲပြီးတော့မှတို့အာပြည်သူတွေအတွက်ဘယ်လိုဆက်လုပ်ကြမလဲဆိုတဲ့ကိစ္စတွေဆွေးနွေးနေတာကိုလည်းတွေ့မြင်ရပါတယ်အဲ့တော့ညီကုန်းချုပ်ချင်တာတော့ကျွန်တော်တို့ပြည်သူလူထုအတွက်ပြည်သူလူထုကိုမျက်နှာမူတယ်ဆိုလို့ချင်း ဆွေးနွေးညှိနှိုင်းမှုကလွဲရင်တော့အဖြေကဟိုမရှိဘူးပေါ့နော်အဲ့တော့ဆွေးနွေးညှိနှိုင်းမှုလုပ်ပြီးတော့မှတစ်ဖက်နဲ့တစ်ဖက်တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်အလှန်လေးစားမှုတွေနဲ့အော်ကိုယ်နိုင်ငံတိုးတက်ရတိုးတက်ရအောင်ကိစ္စတွေပဲကိုပဲတိစောက်ကြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်